လေခွေးနားကတပင်ကြီးနေရနားကိုရောက်တဲ့အခါကျတော့ခလေးကအဖေအဖေအဲတားကိုအဖေကိုတိုင်အဲ့ဒီဘေးအောင်မှာမြုပ်ထားလာလေအခုချိန်ထိတားရဲ့မြေပုံကအဲ့ဒီမှာရှိသေးတယ်ဆိုပြီးတော့လက်ညှိုးထိုးပြီးတော့ပြလိုက်တဲ့အဖေဖြစ်တဲ့သူကလည်းဘာလို့ရှောက်ပြောနေတာလဲတောက်ကြရတယ်မဟုတ်တာလေဟုတ်တယ်အဖေအဖေကိုတိုင်ပေါ့နော်ဦးလေးနဲ့နှစ်ယောက်တားကိုလာပြီးတော့အဲ့ဒီဘေးအောင်မှာမြုပ်တာဆိုပြီးတော့ခလေးကအဲ့လိုပြောလိုက်တယ်ပေါ့နော်အဲ့ဒီချိန်မှာအဖေဖြစ်တဲ့သူကလည်းအတော်လေးပုံမှာအံ့ဩသွားတာပေါ့နော်ရောဘတ်ဆန်ဝန်မြို့နယ်တဲကတာခီမြို့မှာနေတဲ့လင်မယားနှစ်ယောက်ရှိတယ်ဗျာ ဒီတာကီမြို့ဆိုတာကလည်းလွန်ခဲ့တဲ့1990ခုနှစ်တုန်းကဆိုရင်ဒါရွာအဆင့်လောက်ပဲရှိသေးတယ်ပေါ့နော်အဲ့ဒီမြို့မှာနေတဲ့လင်မယားနှစ်ယောက်ရှိတယ်ယောက်ျားဖြစ်တဲ့သူရဲ့အမိကတော့တော့နိုင်ဖော်လို့ခေါ်ပြီးတော့မိန်းမဖြစ်တဲ့သူရဲ့နာမည်ကတော့နန်တန်လို့ခေါ်တယ်ဗျ ိမ်တော်ကြပြီတနေ့လောက်ကြာတဲ့အခါကျတော့ကိုဝင်စပြီးတော့ရတယ်မိဘွားချိန်မှာတော့ထူးဆန်းစွာနဲ့ပေါ့နော်ဒီခလေးလေးကအသေးလေးကိုမွေးတယ်ဟိုတော့ကဒီမွေးကင်းစားခလေးလေးတည်ဆုံသွားလို့ရှိရင်ပေါ့နော်အဆင်ပြေတဲ့နေရာမှာတယ်ဒါမြုပ်နှံကြတာတွေများတယ်ဒီ9ဖော်တို့ဇနီးမောင်နဲ့တယောက်ကလည်းသူတို့ရဲ့အဲตาလေးကိုသူလဲခွင်းနေကဒီတစ်ပင်ကြီးရဲ့အောက်မှာတွားပြီးတော့မြုပ်လိုက်တယ်ပေါ့နော်ဒီကလေးလေးကမကျွတ်လွတ်တာပဲလားတော့မပြောတတ်ဘူးဗျအမေပြစ်တဲ့သူကိုအိမ်မက်တွေပေးတယ် အိမ်မက်ထဲမှာဒါအမေလုံးနဲ့လာပြီးတော့ပြန်လာနေခြင်းနဲ့ဆိုပြီးတော့လာလာပြောတယ်ပေါ့နော်အခါတည်းဆိုရင်အိမ်မက်ထဲမှာအာခေါ်တဲ့အတန်တွေကိုလည်းကြားရတယ်အမေအမေဆိုပြီးတော့ပေါ့နော်တလို့အိမ်ရဲ့ဒီရှင်းဘက်ကနေပြီးတော့အမေအမေဆိုပြီးတော့ဒီခေါ်တဲ့အတန်တွေကိုအိမ်မက်ထဲမှာမကြခဏဆိုလိုလိုကြားရတယ်ပေါ့နော်ဒီအိမ်မက်ကနေပြီးတော့အမေဖြစ်တဲ့သူကလက်နိုးလာတဲ့အခါတွေမှာအာဆိုလို့ရှိရင်လည်းအဲအရာကနိုးလာတော့မှပဲပေါ့နော်ဒီအပြင်မှာအမေအမေဆိုတဲ့ဒီခေါ်တဲ့ခေါ်တဲ့တက်တယ်လေးကိုကြားနေရတော့မယ်ဆိုပြီးတော့ပြောပြလာတယ်ဗျ ဒီကလေးလေးကမိဘလေးရဲ့စိတ်ထဲမှာပေါ့နော်။အော်မကျွလွတ်လောက်သေးဘူးဆိုပြီးတော့အဖုံကြီးရဟန်းတန်ကလေးပင်ဖိတ်ပြီးတော့အလှူတန်းနေသူ့အတွက်ရည်စူးပြီးတော့လောက်ကင်ဆောင်ရွက်ပေးတယ်။အလူအတန်းနေလုတ်ပေးပြီး9လ6လလောက်ကြာတဲ့ခါကျတော့ထက်မှန်ပြီးတော့အမေဖြစ်တဲ့သူကိုအိမ်မက်ပေးတယ်အမေအမေဖေတို့နဲ့ပဲသားပြန်လာနေကျင်တယ်ဆိုပြီးတော့အိမ်မက်ထဲမှာအဲ့လိုမျိုးပြောတယ်ပေါ့နော်အာအမေဖြစ်တဲ့သူကလည်းအိမ်မက်ထဲမှာပဲအေးသားလာနေကျင်တယ်ဆိုရင်လည်းလာနေဆိုပြီးတော့သူခွင့်ပြုလိုက်တယ်ပေါ့နော်အဲ့လိုအိမ်မက်မက်ပြီးအဲ နောက်ပိုင်းပေါ့နော်ကိုဝင်စပြီးတော့ဒုတိယကိုဝင်ကိုစရတယ်ဒုတိယကိုဝင်စရတဲ့အချိန်မှာတော့ဒီမွေးဖွားချိန်မှာလည်းချောချောဖြူဖြူအောင်မြင်မြင်နဲ့ပဲမွေးဖွားနိုင်ခဲ့တယ်ပေါ့နော်ဒီသားယောက်ျားလေးပဲနာမည်ကတော့နိုင်ယွန်လို့ဆိုပြီးတော့အမည်ပေးထားလိုက်တယ်ဒီနိုင်ယွန်လေးအသက်အဲ့တနေ့ကြော်ကြော်အရွယ်လောက်ဒီစကားပြောတဲ့ဆအချိန်လောက်ရောက်တော့သူကထူးထူးဆဆစကားတွေပြောလာတယ် မေဖြစ်တဲ့သူကိုအမေတဲ့တားကဘူးဆိုရင်အမေဝင်တဲ့ဝင်စားတာနှစ်ကြိမ်ရှိပြီပဲနော်ပထမတစ်ကြိမ်တားဝင်စားလုံးအောင်ဆိုလို့ရှိရင်လူဘွားတော်တားမရောက်သေးဘူးလေတားသေးသွားတာဆိုပြီးတော့အဲ့လိုမျိုးပြောတယ်ပေါ့နော်အမေဖြစ်တဲ့သူကလည်းအတော်လေးပုံမှာအန်အောပါတယ်အဲ့နဲ့ယောက်ျားဖြစ်တဲ့သူကလည်းမေးတာပေါ့နော်နေကလေးကိုဘာလေးဆောက်ပြီးတော့ပြောထားသေးလဲလို့မေးတဲ့အခါကျယောက်ျားဖြစ်တဲ့သူကလည်းငါဘာမှကလေးကိုပြောထားတာမရှိပါဘူးဆိုပြီးတော့အဲ့လိုမျိုးပြန်ဖြေတယ်ပေါ့နော်ဒီလိုနဲ့ဒီ ကလေးရဲ့အဖေနိုင်ဖော်အားလည်းလေသမားတွေဖြစ်တဲ့ခါကျတော့ကလေးလေးဒီသုံးနှစ်သားအရွယ်လာရောက်တဲ့အခါမှာပေါ့နော်ဒီသူတို့ရဲ့လက်ခွင်းတွေကိုခေါ်သွားတယ်လက်ခွင်းတွေရောက်တဲ့အခါကျတော့ဒီလက်ခွင်းအဲဘင်းနားမှာရှိတဲ့တစ်ပင်ကြီးကိုမြင်တဲ့အခါမှာကလေးကအဖေအဖေတဲ့အဲအဖေသားကိုလာမြုပ်တာတဲ့ဒီဘင်းကြီးရဲ့အောက်မှာလေးတဲ့ အဖေကမဟုတ်ပါဘူးမင်းပောက်ကြရဘာကြီးစောက်ပြောနေတာလဲလို့အဲ့လိုမျိုးပြန်ပြောလိုက်တဲ့အချိန်မှာကလေးကဟုတ်တယ်အဖေအဖေကိုယ်တိုင်အူလေးနဲ့နေရောက်ပေါ့နော်သားရဲ့အလောင်းကိုဒီမှာလာပြီးတော့မြုပ်တာဒီမှာသားရဲ့မြေပုံဒီတစ်ပင်အောင်မှာရှိနေတုံးပဲဆိုပြီးတော့အဖေဖြစ်တဲ့သူကိုအဲ့လိုမျိုးပြန်ပြီးတော့ပြောလိုက်တယ်ပေါ့နော်အဖေဖြစ်တဲ့သူကတော့သိလာပေါ့နော်ဒါပထမအမီးတွင်ထဲမှာတည်ဆုံးသွားတဲ့သားလေးပြန်ဝင်စားပြီးတော့အခုလိုမျိုးပြောနေတယ်ဆိုတာကိုပေါ့နော်အတိတ်ဘဝကိုမှတ်မိနေလဲ ကလေးတယောက်အနေနဲ့ပေါ့နော်ရေစီမှာဆိုလို့ရှိရင်အဆင်မပြေနိုင်ဘူးဆိုပြီးတော့မိဘတွေကတရှိတကြွန်းနဲ့ထလန်းဆရာသမားတွေနဲ့တိုင်ပင်ပြီးတော့ပေါ့နော်အတိတ်ဘဝကိုမမှတ်မိအောင်လှုပ်လိုက်တယ်တဲ့ဒီလိုနဲ့ကလေးလေးရဲ့အသက်က22နှစ်တိတိကိုရောက်လာတယ်ပေါ့နော်နာမည်ကတော့နိုင်ယုံလို့ခေါ်တယ်။နိုင်ယုံ22နှစ်အရွယ်ရောက်တဲ့အခါမှာလည်းအဖေအမေဘုံအရင်တိတက်ပြီးတော့လိန်မာတဲ့ကလေးတယောက်ဖြစ်တယ်တဲ့။သူ့အသက်22နှစ်ဒီထိုင်းတက်ကရက်2536ခုနှစ်မှာပေါ့နော်သူဘန်ကောက်မြို့ကိုတက်ပြီးတော့အလုပ်သွားပြီးတော့လောက်တယ်။ ဖေမေကိုသူရှာတွေးလာပေါ့နော်အဲဘန်ကောက်မြို့ကိုအလုပ်သွားလုပ်ပြီးတော့ဒီဒီလိုကာလပဲဗျာဒီလိုလာလိုက်မှာပေါ့နော်ဒီထိုင်းနိုင်ငံမှာဆိုရင်လွဲကထုံပွဲတော်တွေရှိတယ်ဒီလက်ကထုံပွဲကိုသူပြန်လာလဲတာပေါ့နော်သူ့အဖေအမေတွေရှိတယ်ဒီတာခီမြို့ကိုပြန်လာတာ ြန်လာတဲ့အချိန်မှာသူငယ်ချင်းပေါင်းလေးနေနဲ့စုံတဲ့အခါမှာလူငယ်တဘာဝသူတောက်တဲ့စားတယ်ပေါ့နော်ဒီတောက်စားပြီးတော့ပွဲတော်ဒီကာလာဖြစ်တဲ့အခါကျတော့ဘဲကထုံပွဲကိုသွားလဲမယ်ဆိုပြီးတော့သူငယ်ချင်းနေနဲ့ဆိုင်ကယ်ကိုစီနဲ့အတူထွက်လာလိုက်တာအကလမ်းမတနရာရောက်တဲ့အခါမှာသူ့ဆိုင်ကယ်နဲ့ကားနဲ့တိုက်ပြီးတော့နေရာမှာတဲ့ပွဲချင်းပြီးနိုင်ယွန်ဟာဆက်ကြိုးပြီးတော့နေဆုံးသွားတယ် ဒီမှာတဲ့ဇလန်းကမပြီးသေးဘူးဗျဒီနိုင်ယုံနဲ့မိဘနှစ်ပါးအတိတ်ဘဝကဘလောက်တောင်ပေါ့နော်ဒီပတ်သက်မှုတွေရှိခဲ့တယ်လဲတော့မသိဘူးဗျတန်ရောစင်ကတော်တော်လေးုံမှကြီးမားပုံရတယ်ဗျအဲတော်တော်လေးအန်အောပုံကောင်းတယ်ပေါ့နော်ဒါပေမဲ့အဲနောက်ထပ်ကြိမ်ဒီ၃ကြိမ်မြောက်တော့ပြန်ဝင်စားခြင်းတော့မရှိဘူးဗျဘာဖြစ်လို့လဲဆိုတော့နန်တန်ကလည်းဒီသားကြောဖြစ်လိုက်တာလဲပါတယ်ပေါ့နော်ဒါပေမဲ့ဒီနန်တန်နဲ့နိုင်ဖော်တို့နေတဲ့တစ်ဖက်ရွာမှာထပ်မှန်ပြီးတော့လူဝင်စားပြန်ပြီးတော့ဖြစ်တယ် တဖက်ရွာမှာလူဝင်စားပြန်ဖြစ်တဲ့အခါမှာအဖေအမေရဲ့အမိကတော့အမွေနဲ့နိုင်မုံပဲဖြစ်တယ်ဗျအဲသူတို့ရဲ့ဝင်ထဲမှာပြန်ဝင်စားတယ်ပေါ့နော်အဲ၃ချိန်မြောက်အဲဝင်စားတဲ့အချိန်မှာခလေးကဒီစကားပြောတဲ့ဆအရွယ်တစ်နှစ်သားနှစ်နှစ်သားအရွယ်လေးရောက်လာတဲ့ခါကျတော့အမေဖြစ်တဲ့သူကိုပြောတယ်တော့နော်။ตาရဲ့အဖေနဲ့အမေကဟိုဘက်ရွာမှာရှိတယ်။ตาအဲ့ကိုသွားကျင်တယ်။ตาကိုလိုက်ဖို့ပေးဆိုပြီးတော့အဲ့လိုမျိုးခလေးကတောင်းဆိုတယ်။အမေဖြစ်တဲ့သူကလည်း မယုံဘူးပေါ့နော်အဖေတွေမိတွေကမယုံဘူးအစားပိုင်းမှာနောက်ပိုင်းမှာကလေးကသူ့အဖေနဲ့မိအားဟိုဘက်ရွာမှာရှိတယ်အမေရဲ့အမိကနန်းတန်အဖေရဲ့အမိကနိုင်ဖော်အဲတားရဲ့အမိကနိုင်ယွန်းတားသူတို့နဲ့တွေ့ကျင်တယ်လိုက်ပို့ပေးပါဆိုတော့ခန္ဓာပူဇာတယ်ပေါ့နော်အဖေမိတွေကတော့လုံးဝမယုံဘူးအစားပိုင်းမှာနောက်ပိုင်းမှာကလေးကအဖိုးတွေအဖွားတွေဦးလေးလေးအတော်တွေကိုပါသူ့ရဲ့အဖေနဲ့အမိကဟိုဘက်ရွာမှာရှိတယ်နော်အဲ့တော့အဲ့ကိုလိုက်ဖို့ပဲအဖေမိနဲ့တွေ့ကျင်နေဆိုခန္ဓာပူဇာရယ်နောက်ပိုင်းမှာခလေးပြောတဲ့ဇာတ်လေးကိုလူကြီးတွေကလည်း ယုံအားလို့လို့မယုံအားမလို့လို့ဖြစ်လာတယ်ဒါနဲ့ကလေးပြောသလိုဟိုဘက်ရွာမှာနန်တန်နဲ့နိုင်ပေါ်လို့ဇနီးမောင်နဲ့စီတလားဆိုတာကိုစုံစမ်းလိုက်တဲ့အခါကျတော့အမှန်တကယ်လည်းရှိနေတယ်ရှိနေတော့လူချင်းတွေ့ပြီးတော့ဗောနော်ဒီအကြောင်းစုံကိုမင်းမြန်စုံစမ်းကြည့်လိုက်တဲ့အခါကျတော့ဒီနန်တန်နဲ့နိုင်ပေါ်လို့ဇနီးမောင်နဲ့နှစ်ယောက်မှလည်းအသက်22နှစ်အရွယ်နဲ့တည်ဆုံသွားတဲ့နိုင်ယွန်ဆိုတဲ့ခေါင်းလေးတယောက်ရှိခဲ့ဘူးတဲ့အဲ့ဒီကလေးပြောတာနေကလုံးဝတထန်ထဲကြာနေတဲ့အခါကျတော့ဗောနော်လူကြီးတွေအားလုံးကလည်းလုံးဝကိုအံဩသွားတယ် 都不要遮盖。 လူဝင်စားဖြစ်ပြီးတော့အတိတ်ဘဝအားလုံးကိုမှတ်မိနေတဲ့ခလေးပေါ့နော်ဒီဖြစ်ရက်ကလည်းထိုင်းနိုင်ငံမှာအတော်ကိုမှနာမည်ကြီးခဲ့လဲဖြစ်ရက်မှန်တခုလည်းဖြစ်တယ်ဗျဒီသတင်းမီဒီယာတွေအထီလောင်မှာပဲရောက်လာတယ်ပေါ့နော်ဒီဖြစ်ရက်လေးကဒီကလေးလေးရဲ့ဘဝကလည်းသုံးဘဝစတိုက်လူဝင်စားဖြစ်ပြီးတော့အတိတ်ဘဝတွေကိုအကုန်လုံးမှတ်မိနေတဲ့ခလေးဆိုတော့တော်တော်မှအန်အောဆရာကောင်းတယ်ပေါ့နော်ကျွန်တော်တို့တွေရုပ်ရှင်တွေဇာတ်ကားတွေဇလန်းတွေထဲမှာပဲကြာပူနာဝရှိလာပေါ့နော်အမှန်တကယ်အပြင်လောကမှာအခုရှိတယ်ဆိုတာကအန်အောဆရာတစ်ခုအနေနဲ့သိလိုက်ရတယ်ပေါ့နော် ဟုတ်ကဲ့ပါအဲဒီ PM အကြောင်းအရာလေးကတော့ဒီလောက်ပါပဲခင်ဗျာဒီအကြောင်းအရာလေးကိုအဆုံးထိအောင်နားဆင်ခံစားကြည့်ရှုပေးကြတယ်တယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ